လူတိုင်းကအရင်ဆုံးသဘောကျပြီးတော့မှချစ်သွားကြတာမလားသဘောကျလို့စတွဲကြရင်တယောက်နဲ့တယောက်ချစ်သွားကြတဲ့ဇလန်းလေးတွေရှိတယ်မလားသဘောကျရင် သဘောကျရင်သဘောကျလို့စတွဲကြရင်တွင်းတွင်းနဲ့ချစ်သွားတာမျိုးလေးကိုသဘောကျတယ်သူအကြောင်းကိုအကြောင်းကိုတဖြည်းဖြည်းချင်းတီးပြီးတော့မှချစ်လာရတာဘလောက်ကောင်းလိုက်လဲသူ့ရဲ့အားလဲချက်ကိုယ့်ရဲ့အားလဲချက်သူ့ရဲ့ဓာတ်ဆိုင်ကိုယ့်ရဲ့ဓာတ်ဆိုင် တပြေးပြေးချင်းနဲ့နားလဲပြီးချစ်ကြတာဆိုတော့နားလဲမှုတွေလည်းပူပေးနိုင်မယ်လို့ထင်တယ်။တွဲတာကြာလေးလေးပူပြီးချစ်လာလေးလေးတယောစင်နေလေးပူပြီးတိုးလာလေးလေးပေါ့။မွေးရသားသူဟာခရစ်တည်ပြပါရဲ့ဗျာ။အဲ့လိုအခိုက်အတန့်တွေရှိခဲ့ဘူးလား။ထမင်းစားနေတဲ့မျက်ရည်မကြအောင်ထင်းပြီးခေါင်းလင်းကိုဆက်စားဘူးရင်စာရေးနေရင်စည်းကြလာတဲ့မျက်ရည်တွေကိုမတိမတာတုပ်ပြီးစာဆက်ရေးဘူးရင် အလုံးလုံးနေရင်မျက်ရည်ပပောက်ကြနေရတော့လက်နဲ့စကနဲဖဲထုတ်ပြီးဘာမှဖြစ်သလိုလုံလက်ဆကိုဆက်လုတ်ခဲ့ဘူးယင်အိယာထဲမှာခေါင်းအုံးနဲ့ဖိပြီးအတမထအောင်တရှုံရှုံငိုဘူးယင်စကားပြောနေရင်ဝဲတက်လာတဲ့မျက်ရည်စားတွေကိုမျက်တောင်နဲ့ပုတ်ခဲပုတ်ခဲထုတ်ပြီးခံစားချက်မရှိသလိုဟန်ဆောင်ဘူးယင်ကြလာတဲ့မျက်ရည်တွေကိုရည်ရည်နဲ့ရွအောင်နှက်တာတပြီးရည်ရည်ပါငိုနေတာမဟုတ်ပါဘူးလို့လိန်ငယ်ဘူးယင် မထိတ်ကြုံနိုင်တော့လို့ကြလာတဲ့မျက်ရည်တွေကိုလက်နဲ့တုပ်ရင်းဟာမျက်လုံးနဲ့ဘာဝင်သွားလဲမသိဘူးလို့ရေရင်နဲ့လင်းခဲ့ပြုရင်ဘဒူးမှမသိနိုင်အောင်အခန်းတောင်လေးထဲမှာထိုင်ရင်ဒူးကောင်းနှစ်ခုကြားခေါင်းခိုက်ဆိုင်ငိုခဲ့ပြုရင်သင်ရှင်ဘက်တစ်ခုလိုကြင်မအောင်ခံစားပြုပါပြီတီကျွမ်းခဲ့ဘူးတဲ့မြေသူတူတူတယောက်ကမှမေးသွားခဲ့တာမျိုးမရှိခဲ့ဘူးပါဘူး ။တစင်းဆန်သွားတဲ့သူတွေကိုတစင်းဆန်သွားတဲ့အတိုင်းပဲထားလိုက်ပါ။ထပ်ပတ်သက်ဖို့မကောင်းတဲ့သူတွေကိုတော့ငွေကနေရှောင်ပါလေ။ကိုကလေတပတ်တည်းတိဆောက်ရတဲ့ဆက်ဆံရေးတွေတပတ်တည်းချီနောင်ရတဲ့တန်ရုံးစင်ကျိုးတွေကိုလုံးဝလုံးဝသဘောမကျဘူး။စွန့်လွတ်တဲ့ရင်စွန့်လွတ်ရပါပဲ။ကိုတန်ဖို့ကိုမသိတဲ့သူတွေကိုတော့ဘဝတည်းကနေနေရာပေးဖို့ကိုကိုချင်းတိတ်ခါကခွင့်မပြုဘူး။ တိတ်နှွေးထွေးမှုရှိတဲ့လူတယောက်ကထင်ထားတာတဲ့အေးဆက်ပြတတ်ပါတယ်။ငွေရည်သားသူအားခရက်ဒစ်ပေးပါတယ်ဗျာ။လူတချို့ကိုပြောလိုက်တဲ့စကားလည်းလည်းပြောပြီးမိသွားကြတဲ့သူကများတယ်။နားထောင်ခဲ့တဲ့သူဘက်ကလက်ခံရတဲ့စကားမလို့တခါတရံဘဝနဲ့ချီခံစားနားထောင်လိုက်တဲ့စကားမျိုးဆိုရင်တော့ခံစားမဆုံးဖြစ်တဲ့ကြတာသဘာဝပါပဲ။ဒါဟာပြောလိုက်တဲ့သူနဲ့လက်ခံနားထောင်လိုက်တဲ့သူရဲ့မတူတာကတော့စိတ်ခံစားချက်တွေပါပဲ။ ။ဒါကြောင့်ကိုပြောလိုက်တဲ့နှုတ်ထွက်စကားကိုတာဝန်ယူနေမှပြောတာအကောင်းဆုံးပါ။စကားတစ်ခွန်းကြောင့်ချစ်ချင်းမုန်းချင်း နာကျေးချင်းတွေဖြင့်တခါတရံမှာဘဝနဲ့ကြည်ပြီးနိမ့်တာဆုံရှုံသွားတဲ့သူတွေရှိနေပါတယ်။ငွေရေးသားသူဟာခွတ်တယ်ပြပါတယ်ဗျာ။အရင်လိုတော့သဘောမကောင်းရတော့ဘူး။ကိုပြီးတဲ့စေတံအားတွင်နဲ့ပဲပြန်စော်ကားသွားကြတယ်လေအာနာထက်ပါတယ်အရင်လိုတော့မလိုက်ရောရဲတော့ဘူး ကိုပေးတဲ့မြစ်တာတွေကိုအစိတ်ခက်သွားကြတယ်လေ။ကိုချင်းစာတတ်ပါတယ်။အရင်လိုနေရတကလိုက်မခံစားရတော့ဘူး။ကိုရဲ့စာနာစင်းနဲ့ကိုကိုတတ်သွားကြတယ်လေ။တနာတတ်ပါတယ်။အရင်လိုလူတိုင်းကို မကူညီရဲတော့ဘူး။ကိုရဲ့အကူအညီနဲ့ပဲဒုက္ခတွေခြံထားသွားကြတယ်လေ။မချစ်တတ်တော့ဘူး။ကိုရဲ့ချစ်တဲ့စိတ်နဲ့ပဲကိုကိုအနိုင်ယူခြင်းကြတယ်။သူငါ့ကိုချစ်နေတာပဲဆိုပြီးဂေယုမဆိုင်ပဲပြစ်ထားတတ်ကြတယ်လေ။ ဟမ်မဆောင်တက်တဲ့စိတ်မာယာမတုံးတက်တဲ့စိတ်အဲ့ဒီຢာတွေကပဲအမြဲတမ်းအရှုံးဘက်ကနေခဲ့ရတယ်အခုတော့နေတတ်သွားပါပြီကဘာဝမှာတနာစီယာအကောင်းဆုံးသူဟာငါပါလားလို့ကိုကုကိုတနာလာတတ်ပြီးတဲ့နောက်ရှုံးနေခြင်းတွေကို မလိုလားတော့တယ်လို့ညည်းတွေလည်းမစတည်ကျင်တော့ဘူးလူတိုင်းပေါ်မှာစေတနာထားလို့မရနိုင်ဘူးဆိုတာလေသိခဲ့ရပြီပြီယုံကြည်မှုဆိုတာလေလူတိုင်းရဲ့မထိုက်တန်တာမလို့ အရင်လိုပူလောင်မှုတွေမရှိတဲ့ကိုပိုင်တဲ့နေရာလေးမှာပဲတိတ်တဆိတ်လေးနေထိုင်လိုက်တာကကို့အတွက်အကောင်းဆုံးလို့ထင်မိပါတယ်။မွေးရဲသားသူအားခရစ်တစ်ပြပါတယ်ဗျာ။ယူသွားလိုက်ပါကြီး။ပြောင်းအောင်တော့ထားပြီ။ဒုက္ခမမင်းကိုအားကိုပြီ။အခုနှလုံးသားကိုဇုံကံသွားရှာလာ။ယုတ်တရလောကကြီးကနေထွက်ခွာသွားကြတဲ့သူတို့အချို့ကငါမြင်တွေ့ရတော့ငါကိုယ်တိုင်ကရောအသက်30အထိအသက်ရှင်နေပါမလား။ သေဖို့အတွက်ကြိုးစားရှင်သန်နေရတဲ့ဘဝမှာဒီနေ့အတွက်ပျော်ရွှင်ခြင်းနဲ့တဏ္ဍာလောင်မိဘနှစ်ပါးကိုဖြည့်ဆည်းပေးခြင်းနဲ့သွားခြင်းနဲ့ခီးတွေရအောင်သွားခြင်းနဲ့တွေးခြင်းနဲ့သူတို့ချို့ကို တွေးခွင့်ရခြင်းနဲ့မဖြစ်နိုင်တော့တဲ့အရာတွေကို မေ့ပြထားခြင်းနဲ့ကဘာကြီးနဲ့လူတွေလည်းအေးချမ်းပါစေငါကိုယ်တိုင်လည်းအေးချမ်းပါစေ